ဒီမေခွန်လေးရဲ့လူရင်းအတိတ်ဘက်ကဖုတလောတော်ကပရလောကသားတွေကို သင်္ကန်းစီးပေးလိုက်လို့ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလားလို့မေးလို့တဲ့အတိတ်ဘက်ဖြစ်ပါတယ်ဒီလိုမေခွန်မျိုးကိုတော်တော်များများလာပြီးမေးနေကြပါတယ်တချို့ကလည်းပဲအဲ့ဒီလိုပရလောကသားတွေကိုသင်္ကန်းစီးပေးလိုက်တဲ့အတွက်ကြောင့်ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလို့အတက်ပြောနေကြပါတယ်အဲ့ဒီလိုပြောတဲ့လူတွေကိုဦးစင်းကမေးချင်ပါတယ် ပရလောကစီပေါက်တယ်ဆိုတာဘယ်နေရာကပေါက်တာပါလဲပေါက်တဲ့နေရာသိရင်ပြောပါတော်ပြီဖာရောက်အောင်လို့ပါနော်ကိုယ်တိုင်မသိဘဲနဲ့ရန်တန်မှန်တန်ပြောတာမျိုးကတော့လုံးဝမလို့သိင်ပါဘူးဒါဆိုရင်အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စနဲ့အခုသဘာဝဘေးဆိုင်တဲ့ကိစ္စမဆိုင်ဘူးလားလို့မေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးအထိုက်လျောက်တော့ပတ်သက်ဆက်နွယ်မှုရှိကောင်းရှိပါလိမ့်မယ်သို့တော့ထိရိုက်တော့မဆိုင်ပါဘူးနော်ဒါဆိုရင် ။ဘာကြောင့်ဒီလိုဘေးစိုးကဆူမျိုးတွေစိုက်တာလဲလို့မိစရာအကြောင်းရှိပါတယ်။အင်ဂုတ္တရနိကေတိကနိပတ်ပါလောကသုံးပါ။ဝိတမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့ဤတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်တဘာဝဘေးတွေစိုက်၍အငတ်ဘေးတွေကြုံကြလိမ့်မယ်။ဘီလူအကြီးအကဲတို့ကကြံတန်းသောဘီလူတို့ကိုဆစ်လွှတ်တာကြောင့်လူအများတည်ကြည်ပျက်စီး၍မြို့ရွာများပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်။ အခုလိုဘေးစိုးကဆိုးမျိုးစိုက်ပြီးဒုက္ခဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ကြုံနေရခြင်းဟာဤဝိတမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့တရားသုံးပါးကြောင့်ပဲဖြစ်ပါတယ်။ခုပရလောကသားတွေကို သင်္ကန်းစီးပေးတဲ့ကိစ္စနဲ့တရိပ်မပတ်သက်ပါဘူးเนาะ။အဲ့ဒီလိုပြောလို့အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စကိုဥသင်ကကာကွယ်ပြီးပြောနေတာလားလို့ဤစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူးเนาะ။ဒီလိုလောက်ရမျိုးဟာလေလုံးဝမလုပ်သင့်ပါဘူး။ မလုံတဲ့တဲ့အကြောင်းကိုလည်းပဲဦးစင်းကိုတိုင်ဗီဒီယိုတင်ပြီးပြောထားပါတယ်အခုချိန်ဟာတဘာဝဘေးဆိုင်လို့လူတော်တော်များများဒုက္ခဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီလိုအချိန်ကာလမျိုးမှာလူအများအထိတ်တလန့်ဖြစ်စေမဲ့စကားမျိုးကိုမပြောကြပါနဲ့နော်ကိုတိုင်တည်တည်ချာချာသိမှပြောပါလို့ပြောချင်ပါတယ်နော်အရှင်ဖယားဖယားဖြစ်ဖို့ဘယ်လိုကုသိုလ်မျိုးပြုလုပ်ရပါမလဲတဲ့ဖယားဖြစ်ချင်တဲ့သူဟာဖယားတဆူဆူရဲ့ထံမှာ စုပံပြီးဗျာဒိတ်ယူရပါမယ်။ဖျားတဆူဆူရဲ့ထံမှာဗျာဒိတ်ရပြီးတဲ့နောက်ဖျားဖြစ်လို့တဲ့သူဟာဖျားဖြစ်ဖို့အတွက်ပါရမီ၁၀ပါးစွန်ကြီးခြင်း၅ပါးစရိယ၃ပါးတို့ကိုဖြည့်ခြင်းရပါမယ်။ဖြည့်ခြင်းတယ်ဆိုတဲ့နေရာမှာလည်းပဲပညာဓိကဖျားဖြစ်လို့ပါကလေးတင်ချင်တဲ့ကဘာတသိမ်းပါရမီဖြည့်ခြင်းရပါမယ်။တဒါဓိကဖျားဖြစ်လို့ပါကရှစ်တင်ချင်တဲ့ကဘာတသိမ်းပါရမီဖြည့်ခြင်းရပါမယ်။ ဝရိယဓိကဖရာဖြစ်လိုပါက16သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါမယ်။အဲ့ဒီလိုကုသိုလ်ပါရမီတွေမြောင်များစွာဖြည့်ကျင့်ပြီးပြီဆိုရင်တော့ဖရာအဖြစ်ကိုရရှိမှာ ဖြစ်ပါတယ်။ဖုံဖုံဖရာလူအရေး၃ပါးဆိုတာပါလေပါဠိမြန်မာဖြေကြားပေးပါဖရာတီးခွင့်ရကြင်လို့ပါဖရာတတိတော်ရေးတဲ့စာက မယုံမသိစကလုံးပါဖိတ်ရင်ခွင့်လွတ်ပေးပါဖရားတဲ့လူအရေး၃ပါးဆိုတာတစ်မုခစာယာမျက်နှာရိပ်အခြေတစ်ဖက်လူနဲ့ပေါင်းတင်းဆက်ဆံတဲ့အခါမှာမိမိပြောလိုက်တဲ့စကားကိုတစ်ဖက်လူကကြိုက်မကြိုက်တစ်ဖက်လူဤမျက်နှာရိပ်အခြေနေကိုစင်ကျင်သုံးသက်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်နှစ်ဝဆနစာယာစကားရိပ်အခြေတစ်ဖက်လူနဲ့စကားပြောဆိုတဲ့အခါမှာတစ်ဖက်လူကမိမိကိုပြန်ပြောလိုက်တဲ့စကားဒီ ချီးမွမ်းတဲ့စကားလားကြည်ရတဲ့စကားလားထိတ်ငေါ်ပြီးပြောတဲ့စကားလားဆိုတာကိုစကားအသွါလာကိုကြည့်ပြီးစင်ကျင်သုံးသက်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ဘုံကာလစာယအချိန်ကာလအရေးအချိန်မိမိနေထိုင်ရာပတ်ဝန်းကျင်ဤအကျံမှုရှိမရှိအချိန်ကာလအနေထားကိုစင်ကျင်သုံးသက်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါဟာလူအရေး၃ပါးပဲဖြစ်ပါတယ်။အဲ့ဒီအရေး၃ပါးကိုနားမလဲတဲ့သူကိုလူအရေး၃ပါးနားမလဲတဲ့သူလို့ ြောဆိုနေကြခြင်းဖြစ်ပါတယ်။ဘာသာချားကိုကျေစုရှိသူမဟုတ်ကတော့ရင်အပြည့်ဖြစ်ပါသလားဖရာတဲ့။ရှီခိုးတာနဲ့ကတော့တာသဘောတရားမတူပုံကိုကြံခဲ့တဲ့ရက်ကဦးစင်းပြောထားတာရှိပါတယ်နော်။ရှီခိုးတယ်ဆိုတာကဖရာတရားတန်ကမိဘဆရာသမားတိလာရှိသူကျေစုရှိသူတို့ရဲ့ဂုဏ်ကျေးဇူးတွေကိုဂါရဝပြုတာကိုပြောတာပါနော်။ကတော့တယ်ဆိုတာက ဖရာတရားတန်ခါဇိဘဆရာတိလရှိသူကျေးဇူးရှိသူတို့အပေါ်မှာမိမိကစော်ကားပြမမိခဲ့မယ်ဆိုရင်ဝန်ချတောင်းပန်တာကိုပြောတာပါကျေးဇူးရှိသူကိုပြမမိလို့ဝန်ချတောင်းပန်တဲ့သဘောမျိုးနဲ့ကတော့တာကကတော့ကောင်းပါလေနော်အပြစ်မရှိပါဘူးဖရာရှင်ကဘာသာကြားမလို့မကတော့ရဘူးလို့တားမြစ်ထားတာမရှိပါဘူးမိမိပေါ်ကိုကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ကတော့တင်ပါကကတော့ရပါတယ် ကတော့တဲ့သူတွေမှာအသက်ရှိခြင်းအစင်းလှခြင်းခွန်အားကြီးခြင်းချမ်းသာကြီးခြင်းဆိုတဲ့အကျိုးတရား၄မျိုးရရှိနိုင်ကြောင်းဓမ္မပဒမှာမြတ်စွာဘုရားဟောကြားထားပါတယ်။ဒါကြောင့်မိမိနဲ့ဘာသာတူတည်ပဲဖြစ်စေဘာသာမတူတည်ပဲဖြစ်စေဆရာသမားဖြစ်နေရင်တော့လည်းကောင်းကျေးဇူးရှိတဲ့သူ ဖြစ်နေရင်တော့လည်းကောင်းကတော့တင့်ပါကကတော့ရပါမယ်နော်ကတော့ကောင်းပါလေအရှင်ဖရာဖရာရှင်ဟာ အလုံးစုံသိစရာမှန်သမျှတိတယ်ဆိုတန်တရာအစကိုဘာလို့မသိနိုင်သလဲဖရာမိမြပင်ရှေးကြစေကမူသိရမည်မဟုတ်ပါလားဖရာတဲ့ယုတ်နံခန္ဓာအာယတနာတို့အစင်မပြက်ဖြစ်ပေါ်နေတာကိုပဲတန်တရာလို့ခေါ်ပါတယ်နော်အနမတကောအယံဘိကဝေတန်တာရော ပုပ္ပကောတိနပညာယတိလို့ပါဠိတော်မှာရှိပါတယ်လူရင်းအတိတ်ပဲကတော့ ခြေသားယဟန်တို့တန်တရာဟာအလွန်ရှည်လျားတဲ့အတွက်တန်တရာဤအစကိုဉာဏ်နဲ့မမြင်နိုင်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒါကိုကြည့်ပြီးတော့တချို့ကမြတ်စွာဘုရားတောင်မှတန်တရာဤအစကိုမမြင်ဘူးလို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်။တကယ်တော့မဟုတ်ပါဘူးနော်။ပါဠိတော်ကိုတည်တည်ချာချာကြည့်ပါ။ပါဠိတော်မှာဘိက္ခဝေခြေသားယဟန်တို့လို့ပဲ သုံးထားပါတယ်။အဟံငါဘုရားတီလို့သုံးမထားပါဘူးနော်။ ဘိက္ခဝေခြေသားယဟန်တို့လို့သုံးထားတာကိုကြည်သောအဖြစ်တန်တရာဤအစကိုညာနဲ့မမြင်နိုင်ဘူးလို့ဆိုခြင်းဟာတပိတာဝကတွေအတွက် ဆိုခြင်းဖြစ်တယ်ဆိုတာသိတာထင်ရှားပါတယ်ဆိုလိုချင်တာကတန်တရာဤအစကိုညာနဲ့မြင်ဖို့ဆိုတာဟာသင်ခြေသားတို့ရဲ့အရာမဟုတ်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါဆိုရင်ဖျားရှင်ကိုယ်တိုင်ကတော့သိပါသလားလို့မေးစရာအကြောင်းရှိလာပါတယ်သိတယ်လို့ပဲဖြေရမှာဖြစ်ပါတယ် တိရဲ့သားနဲ့ဘာကြောင့်မဟောတလဲဆိုရင်တန်တရာလွတ်မြောက်ကြောင်းတရားမဟုတ်လို့မဟောတာပဲဖြစ်ပါတယ်။ဖះရှင်ဟာတရားဟောတဲ့အခါမှာတန်တရာလွတ်မြောက်ကြောင်းတရားကိုသာဟောပါတယ်။ဟောကြားတဲ့အခါမှာလည်းပဲဣဒမြတရားအလုံးကိုအကုန်ချမဟောပါဘူး။တတဝါတွေနဲ့ကိုက်ညီမဲ့တရားကိုသာချပြီးဟောပါတယ်။မဟာဝဂတန်ယုတ်ပါဠိတော်တိတပါဝနတုတ်မှာ चित्ता ယဟန်တို့ ငါဖရားလဝါပေါ်မှာရှိတဲ့ရင်တိုက်ရွက်နဲ့ရင်တိုက်ပင်မှာရှိတဲ့တိရွက်တွေဘယ်တိရွက်ကပိုများတယ်လဲလို့မေးတော်မူတဲ့အခါမှာရင်တိုက်ပင်မှာရှိတဲ့ရင်တိုက်ရွက်တွေကပိုများပါတယ်လို့ယဟန်တွေကဖြေဆိုလျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကအေးချက်သားယဟန်တို့ငါသိတဲ့တရားဟာရင်တိုက်ပင်မှာရှိတဲ့ရင်တိုက်ရွက်တွေလောက်ရှိတယ်သင်ချက်သားတို့ကိုငါဖရားပြန်ဟောတဲ့တရားဟာငါဖရားလက်ဝါးပေါ်မှာတင်ထားတဲ့ ရင်တက်ရွက်လောက်သာရှိတယ်လို့ဟောကြားတော်မူပါတယ်။အဲ့ဒါကိုကြည်သောအဖြစ်ဘုရားရှင်ဟာသူသိထားသမျှတရားအလုံးကိုအကုန်ချမဟောဘူးဆိုတာသိတာထင်ရှားပါတယ်။ဒါကြောင့်တန်တရာအစကိုသိရတဲ့နဲ့ဘုရားရှင်ဟာဘာကြောင့်မဟောရတာလဲဆိုရင်တန်တရာလွတ်မြောက်ကြောင်းတရားမဟုတ်လို့မဟောရခြင်းဖြစ်တယ်လို့ဖြေဆိုလိုက်ပါတယ်။ယောက်ျားနဲ့မိန်းမဥဒိုခြင်းတူရင်ဘသူကပုံမြင့်မြတ်ပြီး အကုဒိုခြင်းတူရင်လည်း ဘသူကပူပြီးနှိမ့်ကြပါတလဲဖရာတဲ့လူတယောက်ကိုအယုတ်အမျက်ခွဲတဲ့နေရာမှာယောက်ျားမိန်းမပုဂ္ဂိုလ်နဲ့မခွဲရဘူးလောက်ရက်နဲ့ပဲခွဲရပါတယ်ဦးစင်းတို့မြတ်စွာဘုရားလည်းပဲအယုတ်အမျက်ခွဲတဲ့နေရာမှာယောက်ျားမိန်းမပုဂ္ဂိုလ်နဲ့မခွဲပါဘူးလောက်ရက်နဲ့ပဲခွဲပါတယ်ထေရီအပါရမမြတ်စွာဘုရားကအရာရာတိုင်းမှာယောက်ျားတွေကြီးပဲပညာရှိဟုမဆိုထိုက် ထိုထိုအကြောင်းအရာကိစ္စတွေမှာစင်ကျင်သုံးသက်မျှော်မြင်တတ်တဲ့ဉာဏ်ရှိမယ်ဆိုရင်မိမပင်ဖြစ်ပါစေပညာရှိခေါ်ထိုက်တယ်ဟုဟောကြားတော်မူထားပါတယ်။အဲ့ဒါကိုကြည်သောအဖြစ်လောက်ရနဲ့ပဲဆုံးဖြတ်တယ်ဆိုတာသိတာထင်ရှားပါတယ်။ဒါကြောင့်ယောက်ျားပဲဖြစ်စေမိမပဲဖြစ်စေကုသိုလ်ကိုလုပ်မယ်ဆိုရင်မြင့်မြတ်တဲ့သူဖြစ်ပြီးအကုသိုလ်ကိုလုပ်မယ်ဆိုရင်တော့ယုံနိုင်တဲ့သူပဲဖြစ်ပါတယ်။ယောက်ျားမိမနဲ့မဆိုင်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ ပူဝန်ဆောင်သည့်မိမိအိမ်မှာညအိတ်ညက်နေနေရင်ခိုက်တယ်ဆိုတာဟုတ်ပါသလား။တပည့်တော်တို့အိမ်မှာအိတ်လို့ပါဖြည့်ပေးတော်မူပါဖရာတဲ့။ခိုက်တယ်ဆိုတာကမကောင်းမှုကခိုက်တာပါနော်။ခိုက်တာကိုကြောက်တယ်ဆိုရင်မကောင်းမှုကိုရှောင်ရမှာဖြစ်ပါတယ်။ပူဝန်ဆောင်နဲ့ဘာမှမဆိုင်ပါဘူး။ပူဝန်ဆောင်အမျိုးသမီးတွေဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်လူတယောက်ကိုဘေးမတည်ရမခအောင်စောင့်ရှောက်ပြီး လူလောကထဲသို့ခေါ်ဆောင်လာပြီလို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုပုံကိုယ်တွေကိုဖျားဟောမှာမြမကြီးတွေလို့တင်စားပြီးခေါ်ပါတယ်။ဘာကြောင့်လဲဆိုရင်မေတ္တာတရားကြီးမားလို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုမေတ္တာတရားကြီးမားပြီးမြင့်မြတ်တဲ့ကိုယ်ဝန်ဆောင်တယောက်မိမိအိမ်မှာအိပ်သွားတာဟာဘာမှခိုက်စရာအကြောင်းမရှိပါဘူး။ကြက်တရေတောင်ရှိပါသေးတယ်နော်။ဒါကြောင့်မလိုအပ်တဲ့မှားယွင်းသောအယူအဆတွေကိုလက်မခံပါနဲ့လို့ပြောခြင်းပါတယ်။ မာနနဲ့ဗျမာဘသူကတကိုးကြီးလဲဖရားတဲ့ဗျမာကတကိုးကြီးတာပေါ့နော်မာနဆိုတာကနတ်ပြည်6ထက်တဲကအမြင့်ဆုံးဘုံဖြစ်တဲ့ပရနိမိတဝတ္တဝတိဘုံမှာနေတာပါနတ်ပြည်6ထက်ဆိုတာကဗျမဘုံ20ရဲ့အောက်ဆုံးမှာဖြစ်ပါတယ်ဒါကြောင့်မာနကဗျမတွေလောက်တကိုးမကြီးပါဘူးနော်နတ်တွေကဗျမတွေကိုမမြင်နိုင်ဘူးဆိုတာ ဟုတ်ပါသလားဖရားတဲ့ဟုတ်ပါတယ်နော် က်တွေကမြန်မာတွေကိုမြင်ဖို့မဆိုထားနဲ့မြန်မာအချင်းချင်းတောင်မှအောက်ကမြန်မာငယ်တွေကအထက်ကမြန်မာကြီးတွေကိုမမြင်ရပါဘူးအထက်ကမြန်မာကြီးတွေကသာအောက်ကမြန်မာငယ်တွေကိုမြင်ရပါတယ်အထက်ကမြန်မာကြီးတွေကရုပ်ကြမ်းဖန်ဆင်းပြမှသာအောက်ကမြန်မာငယ်တွေကအထက်ကမြန်မာကြီးတွေကိုမြင်ရပါတယ်ဒါကြောင့်လက်တွေကမြန်မာတွေကိုမမြင်ရဘူးဆိုတာမှန်ပါတယ်သင်ဖရာတရားမင်းဖြစ်ဖို့အတွက်ဘယ်လိုကုသိုလ်မျိုးလုပ်ရတာလဲဖရာတဲ့ ပဂါထာဝကတန်ယုတ်ပါဠိတော်မှာဗကြမင်းဖြစ်ကြောင်းတရား9ပါးဖော်ပြထားပါတယ်။အဲ့ဒီ9ပါးကဘာတွေလဲဆိုရင်1အသက်ထက်ဆုံးမိဘ2ပါးကို ပြုစုလှုပ်ကျွေးခြင်း2အသက်ထက်ဆုံးကြီးသူတို့ကိုယုံကြည်ခြင်း3အသက်ထက်ဆုံးတိမ်မွေသောစကားကိုပြောဆိုခြင်း၄အသက်ထက်ဆုံးကုန်းချောစကားကိုမဆိုခြင်း၅အသက်ထက်ဆုံးပေးကမ်းလှူဒန်းခြင်းဒါနကောင်းမှုကို ပြုခြင်း 6အသက်ထက်ဆုံးမှန်သောတစ္ဆာစကားကိုပြောဆိုခြင်း9အသက်ထက်ဆုံးအမျက်ဒေါသမထွက်ခြင်းအမျက်ဒေါသထွက်တဲ့အခါမှာလည်းပဲဒေါသကိုအလင်းမြန်သိမ်းဆီးနိုင်ခြင်းတို့ဖြစ်ပါတယ်။ဒါဟာတရားမင်းဖြစ်ကြောင်းတရား9ပါးပဲဖြစ်ပါတယ်။အဲ့ဒီတရားမင်းဖြစ်ကြောင်းတရား9ပါးကိုကြင်ကြံမယ်ဆိုရင်တရားမင်းဖြစ်နိုင်ပါတယ်။